ဒီနေ့ကအဲ့မလေးရှားကညီမလေးတွေကိုနောက်ဆုံးပြောခြင်းလက်တွေ့ပဲပြမယ်ရှင်အမနောက်ဆုံးဆိုရင်ညီမတို့ကနောက်ဆုံးပဲအမနောက်မဆုံးသေးဘူးဆိုတော့မပြီးနိုင်တဲ့အရင်းမြိုင်ဇက်လန်းလိုပဲထပ်လာမယ်ပေါ့နော်အခုကတော့လူတွေကတော့တော်တော်လိုင်းညီမတို့အာရုံနောက်နေကြပြီကိုကြောင့်လဲအပေါ်ဆွဲလက်ကိုအောက်ဆွဲလက်ကိုဒီလိုဖြစ်နေပြီပေါ့နော်ဒီလိုမျိုးတွေဖြစ်နေပြီဆိုတော့လူတွေအရင်အာရုံနောက်ပြီးတော့မျက်စိနောက်လာရင်မကောင်းညီမတို့ရဲ့အကောင့်တွေထဲမှာလည်းဝင်ကြည့်လို့ရတယ်နော် ။ဝင်ပြီးတော့ကြည့်ကြည့်လို့လည်းရတယ်မလေးရှားမှာစုံစမ်းကြည့်လို့လည်းရတယ်နာမည်တစ်လုံးနဲ့နေတာမိသူတအုပ်တယောက်ဝင်မှာရန်လည်းမဖြစ်သလိုကိုကအရင်သွားပြီးတော့မှပွဲလည်းမရှာသလိုသူများပွဲမှာလည်းကိုဝင်မပါဘူး။လက်တွေပဲချပြမှာလက်တွေပဲချပြမှာအမလက်တွေချပြမှာလည်းအခုအကုန်လုံးကြုံတည်တယ်။ညီမတည်သလို public ကလည်းအခုအကုန်လုံးတည်တယ်။အားလုံးသိနေပြီအမဘလူတွေလက်တွေချပြမယ်ဘာတွေလုပ်မယ်ဆိုတော့ဘာကြောင့်လဲဆိုတော့အမဒီပစ္စည်းတွေတောင်မှပဲလက်တွေလက်ထဲကိုမရောက်သေးဘူးအခုလည်းအာမရောက်လာသေးလို့မရောက်လာသေးလို့ညီမပို့ပေးလိုက်ရမလားတက်ဆက် ်ညီမကိုယ်တိုင်ပို့ပေးရမလားအမကိုတက်ဆက်ပို့ပေးလိုက်ရမလားညီမကိုယ်တိုင်ပို့ပေးလိုက်မလားအခုညီမလေးတို့ရောင်းနေတဲ့မမရဲ့ပစ္စည်းနဲ့စင်တူယုံမပစ္စည်းကမမလက်ထဲကိုရောက်မလာသေးလို့ရောက်လာတဲ့အခါကျရင် ရှင်ပြပေးမယ်မမပစ္စည်းနဲ့ဘာကွာလဲဆိုတာကိုမရောက်သေးတာတော့မှပဲမရှင်ရသေးတာတော့မှပဲအကုန်လုံး public အကုန်သိတယ်အမ ဘလို့လေးလိုင်းပေါ်ကနေဆုံးဖြတ်ထားလဲဆိုတော့လေးလိုင်းပေါ်ကနေပြီးတော့အမြင်နဲ့ခေါင်းမှာပဲပစ္စည်းတွေကိုအမဆုံးဖြတ်ထားတာအနံ့ကမှပဲကိုကမရှုကြည့်ရသေးဘူးနှာခေါင်းကနေပြီးတော့ဒီဖုန်းထဲကနေမှအနံ့ကဘာနံမှမပါတာတို့เนาะစိတ်နဲ့မတင်းတာတို့ပြီးွားတဲ့ခါကျတော့စနိုးကြီးကြဲကြဲကြီးစနိုးကြီးကြဲကြဲကြီးမှောက်လိုက်လို့တုံလို့ပေါ့เนาะဒီကအရေးကြဲကြဲကြီးစနိုးကြီးစနိုးခရင်တို့တော့ထုတ်ထားတာစနိုးကြီးပေါ့เนาะအဲ့လိုမျိုးတွေပြောတာအမဒီပစ္စည်းကိုလက်ထဲရောက်လာတဲ့အခါကျရင်ကဒီထက် ဒီထက်အစားဘောင်းများစွာဘယ်နေရာမှာမတူတာဘယ်နေရာမှာကျဲတာဘယ်နေရာမှာပြစ်တာဘယ်နေရာမှာဘာတွေဘာတွေဘာတွေဆိုတာကကြတော့ story တွေအကုန်လုံးလုံးမယ်ဆိုတော့ public ကကြိုပြီးတော့သိတယ်လို့ညီမလည်းကြိုပြီးသိတယ်မှာအမြင်နဲ့တောင်မှပဲပေါ့နော်ဆုံးဖြတ်ထားတာအမြင်နဲ့တောင်ဆုံးဖြတ်ထားတာရေးရဆက်ဆက်အာတုံနာတွေကရေလိုပဲလိမ့်လိုက်ရဘာမှရေလိမ့်ထားသလိုပဲပေါ့နော် snow cringe တွေဒီလောက်ဆိုရင်ပစ္စည်းလက်ထက်ရောက်လာပြီဆိုရင် oh မျိုးစုံ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 ပြောမယ်ဆိုတာကိုကြိုပြီးတော့တိပြီးသားပါကြိုကြိုပြီးတော့တိပြီးသားလက်တွေ့ပြမယ်လက်တွေ့ပြမယ်အမပါဇက်ကနေပြီးတော့လက်တွေ့ပြမယ်အဲ့ဒါဆိုတော့ဒီပစ္စည်းရောက်လာပြီဆိုရင်လက်တွေ့ကိုအမကဘယ်လိုလဲဆိုတော့တိရမလားလက်တွေ့ကိုပေါ့နော် story telling နေအမျိုးမျိုးအမျိုးမျိုးအမျိုးမျိုး different နေဘာတွေဘာတွေဘာတွေဆိုတော့အဲ့အချိန်ကျမှညီမလေးတမျိုးမပြောနဲ့တော့တဲ့ညီမလေးကဘယ်တော့မှတမျိုးပြီးတမျိုးပြောင်းပြောတဲ့နေရာမှာမပါဘူး ဘယ်တော့မှတမျိုးပြီးတမျိုးလဲပြောင်းပြောတဲ့တယ်မှာမပါဘူးဘာကြောင့်လဲဆိုတော့ကိုကမဟုတ်ရင်နာလုံးမပေါက်တောင်းကိုကအတုမရောင်းထားသလိုအတုလည်းမထုတ်ထားဘူး tax ဆောင်ပြီးတော့မှတရားဝင်တင်သွင်းထားတာဒီပစ္စည်းကတစ်ထည့်တူးတဲ့စီမှာပဲဝယ်ထားတာဝယ်တဲ့အဝယ်တော်ပဲကွာသွားမယ်ဒါကြောင့်ကိုဘက်ကလေးအမတစ်ချိန်လုံးပြောနေတယ်စင်လူယုံမှသွားထုတ်ထားတာစင်လူယုံမှသွားထုတ်ထားတာအဲ့လိုမျိုးစင်လူယုံမှသွားထုတ်ထားတာဆိုအမတရက်သေးအတိအကျပြောနိုင်တယ်ဆိုရင်ဘယ်နေ့ဘယ်ရက်ကဘယ်ကုမ္ပဏီမှာဘယ်ဆက်ယုံမှာ တော်ထုတ်ခဲ့တာအမအတိအကျချပြလိုက်ကျွန်မလည်းကျွန်မမဟုတ်တဲ့အတွက်ကိုလိမ့်ပြန်လုံတယ်ဘလို့ပဲမြေလန်းရှာရှာကျွန်မဒီကုမ္ပဏီကနေပြီးတော့ဒီတထေးစီကနေပဲအဝဲတော့မတူတာပဲရှိမယ်ကျွန်မဝယ်ပေးထားတာဖြစ်တဲ့အတွက်ကျွန်မလည်းအေးစစ်စစ်ပဲဘလို့ပဲရှာရှာကျွန်မထုတ်ထားတာမှမဟုတ်တာမဟုတ်တဲ့အတွက်ကိုကျွန်မချပြခိုင်းတယ်ဟုတ်တဲ့ဘူးဆိုရင်ဒီစကားမပြောဘူး ပစ္စည်းတွေအောင်မှမရောက်လာသေးဘူးလေးလိုင်းပေါ်မှာတည်း over content နေနဲ့ over content over content နေနဲ့ရေးဆက်ဆက်ပြောရတာဆိုတော့ပစ္စည်းရောက်လာတဲ့ခါကျရင်က dialogue တွေကဒီထက်ပိုပြီးတော့ကြမ်းတယ်ဆိုတာသိပြီးသားအဲ့တော့အဲ့ဒီအချိန်ကျရင်ကကိုပစ္စည်းကိုသူပြောရင်သူပစ္စည်းကိုလည်းကိုပြန်ပြောမယ်အဲ့တော့သူပြောကိုပြောဆိုရင်တော့ဒီပွဲကပြီးမှာမဟုတ်ဘူးဒီပွဲကပြီးဖို့မရှိဘူးအမှန်တကယ်အမဘာမှဆုံးဖြတ်ပေးရမှာမဟုတ်ဘူးတိလား public ကအကုန်လုံးသိတယ် ထမင်းရှင်ဝယ်သုံးတဲ့ customer တွေကဆုံးဖြတ်ပေးသွားလိမ့်မယ်စစ်လားစင်တူယိုးမလားတို့ရဲ့ result တို့ရဲ့ feedback တို့နောက်ဆုံး result ကြားလာတဲ့အခါကျရင် customer ရဲ့ feedback ကိုနားထောင်လိုက်ရုံပဲတုံ့ဆွဲသူရဲ့စရောင်းလာတဲ့နေတွေကညီမ customer ကိုလက်ထဲထည့်တဲ့နေရနေပြီးယနေ့တိတိတန်ညီမ customer ရဲ့ review နဲ့ feedback ကိုပဲညီမနားထောင်တယ်ဘယ်သူပါပြောပြောပေါ့နော်အခုဟာဒီလိုမျိုးမဟုတ်ဘူးဒီအမှန်တရားကိုလက်မခံနိုင်ဘူး အရန်ကိုဆုံးဖြတ်ပေးခြင်းနဲ့ဆန္နာတွေကအရန်စောနေတယ်လေလိုင်းပေါ်ကနေကျိုးဆုံးဖြတ်တယ်အခုပစ္စည်းရအောင်လည်းထပ်ပြီးဆုံးဖြတ်အောင်မယ်အဲ့တော့အမောက်ချစ်တဲ့ fan တစ်တိုက်ကအမပစ္စည်းကိုယုံကြည်အမောက်ကိုယုံကြည်အမပစ္စည်းကိုဝယ်သုံးလိုက်မယ်ညီမကိုချစ်တဲ့ customer ညီမပစ္စည်းစစ်စစ်ကြဲကြဲပြစ်ပြစ်ဘာဖြစ်ဖြစ်သုံးမယ်ဆိုတဲ့ customer တအုပ်စုကညီမကိုအားပေးပြီးတော့ဝယ်သုံးကြလိုက်မယ်ဒါသူတို့ဆုံးဖြတ်တာဒါကိုကိုကလက်ခံနိုင်မှုပဲရှိတယ်အခုဟာအဲ့လိုမဟုတ်ခဲနဲ့ဒါဟိုးပဲအာတာကပြဿနာ ညီမလေးကပြောတယ်တဲ့မလေးရှားကိုတဲ့ပစ္စည်းအတုတင်သွင်းလို့မရဘူးတဲ့အတုကအတုလမ်းနဲ့အတုတင်သွင်းလို့ရတယ်လေအတုလမ်းနဲ့အတုတင်သွင်းလို့ရတယ်တည့်ရဝင်တင်သွင်းလို့မရဘူးလို့ပြောတာတည့်ရဝင်ရဆိုတော့ tax ဆောင်ပြီးအခွန်ဆောင်ပြီးတော့မှတင်သွင်းလို့ရတယ်လေ custom ဖြတ်ရတယ်လေဝယ်လာတဲ့ invoice voucher တန်ဖိုးနဲ့သူ့ရဲ့အခွန်ဆောင်ထားတဲ့ဟာနဲ့ custom ကစစ်ဆေးတယ်ပစ္စည်းအစ်စ်ကကြတော့ဒီလိုမျိုးပဲတင်သွင်းလို့ရတယ်ဒီ e-folio ပိုင်းကကြတော့သူက trademark သူ့ထဲမှာ registration ရှိပြီဒါဖြစ်တဲ့အတွက်ကိုတရားဝင်တင်သွင်းတာလို့ညီမတို့ကလေးရှာစီးနင်းစီကံကြီးတယ်ကိုကတရားဝင်တင်သွင်းတဲ့လမ်းနဲ့ဒီလိုမျိုးပဲတိတဲ့အခါကျတော့ဒါမျိုးပဲပြောပြတာလေအတူကတော့အတူလမ်းနဲ့ဘလို့ဘလို့တဲလဲဆိုတော့တဲနဲ့နှီးပေါင်းဆောင်ရှိမှာပေါ့ဒါမျိုးတော့ရှိမှာပေါ့မမိုင်ခေစီတွင်းချတိတယ်မလားမမပြောသလိုမျိုးဒါလေလန်ကမ်နေအက်စကတူရီကမင်္ဂလာစေးပါရင်ရှိတာမဟုတ်ဘူး ဒီနိုင်ငံမှာလည်းရှိတယ်နိုင်ငံတကာမှာရှိတယ်အတူอ่ะကဘာကျော် brand မပြောနဲ့ဘာမဟုတ်တဲ့ brand နေတာမှပဲအတူတွေရှိနေတဲ့ဟာကိုညီမလေး online shop မှာရောင်းနေတဲ့ပစ္စည်းတွေအလုံးအစ်စ်တွေရောင်းပေးထားတာပေါ့ license မရှိပြန်နဲ့ကိုရောင်းတဲ့ပစ္စည်းကိုတီးဆိုတော့ကိုရောင်းတဲ့ပစ္စည်းကိုတီးတာပေါ့ညီမလေးရောင်းတဲ့ပစ္စည်းညီမလေးမတီးလို့ရမလားမတီးလို့ရမလားလိုအပ်တာတွေအကုန်လုံးရှိတာပေါ့ဒါအမမတိအမမတိလို့เนาะပြောပြပေးတာ company ရဲ့ SSM နေလိုအပ်တယ် ပြီးရင် tax registration number အခွန်ဆောင်သားနဲ့ number တွေ bank statement တွေအခြားအခြားသော document တွေအများအများကြီးပဲပေးရတယ်။လွယ်လင်းတကူမလေးရှားတနိုင်ငံလုံးကိုပစ္စည်းတူတွေရှောက်ပို့နေလို့မရဘူး။တုံးဆွဲသူ customer ညီမကိုတောင်းပြလိုက်မှာပေါ့။တုံးဆွဲသူ customer ကိုထပ်အုံနောက်ရှိတယ်။ငါတုံးတရားမှမပါဘူး။ထမင်းရှင်နေတယ်မှာငါတုံးတရားမှမပါဘူး။ယနေ့ခေတ် skin care ဝယ်တဲ့သူတွေငါတုံးတရားမှမပါဘူး။အမမသိလို့ပြောပြပေးတာနော်။ဒီပစ္စည်းအကြောင်းပြောအမဒီပစ္စည်းအကြောင်းပဲပြောလို့ ဘာလို့တခြားပစ္စည်းကြောင်းတစ်ဖက်ကိုပြန်ပြီးတော့ထပ်ပြီးလှည့်သွားတာအမအရင်ကြီးရတယ်အမရဲ့တာကက်ကဘယ်လိုလဲဆိုတော့အာဒီဟာနဲ့ပဲဒီဒီလူတယောက်ကိုထိုးချမယ်အဲ့လိုဖြစ်နေတယ်ညီမလေးတို့ကသူများရောက်တဲ့ brand ကိုလိုက်ရောင်းပြီးတော့မှကြီးကြီးကျယ်ကျယ်လေးပြောနေတာညီမလေးကကြီးကြီးကျယ်ကျယ်လေးစမပြောဘူးကြီးကြီးကျယ်ကျယ်လေးမပြောဘူးအမပြောတာကိုပဲအားလုံးနားထောင်ပေးခဲ့တာဘာကြောင့်လဲဆိုတော့အမကဒီ brand ကိုအရင်ရောင်းခဲ့တဲ့သူဖြစ်တဲ့အတွက်ကို respect ပေးတယ်လေ လေးစားရမယ်ထုံးလန့်စင်လာရ respect ပေးရပေးတယ်ဒါကိုအမကမှအာငါပစ္စည်းကမှသာတဲ့အစ်စ်အာသူများပစ္စည်းကြတော့လေလိုင်းပေါ်ကနေပြီးတော့မျက်လုံးနဲ့အမြင်ပဲရှိသေးတယ်ဒါတောင်မှပဲအာ over content နေနဲ့ရစရာမရှိအောင်ထိုးချပြီးတော့မှအတူအတူဆိုပြီး order အတူ order လို့မရတဲ့ခါကျတော့ public ကအာ ဒီလိုမျိုးပေါ့နော်အဝိုင်းမှန်းကြတဲ့အခါကျတော့အတုအော်လို့မရတော့တမျိုးပြောင်းပြီးတော့စင်တူရုံမှထုတ်တယ်ဆိုပြီးတော့អော်တယ်အဲ့ဒီခါကျတော့ညီမလည်းပြန်ပြီးတော့အာပြောရတာပေါ့နော်ဒါကတော့ထုတ်လို့တဲ့တထေးရှိတယ်လေထုတ်လို့တဲ့တထေးရှိတယ်ဆိုတော့မိသူမဆိုညီမမှမဟုတ်ဘူးဝဲလို့ရတယ်လို့အကုန်ရောင်းကြမှာပဲအကုန်ရောင်းကြမှာပဲထုတ်တဲ့တထေးရှိတယ် brand ပိုင်ရှင်ရှိတာ哦သူ့ရဲ့ brand ကပိုင်ရှင်ရှိတယ်လေပိုင်ရှင်ကလူတကာကိုရောင်းပေးတာ哦ညီမလေးတို့ online shop ရောင်းနေတဲ့အိမ်သေးသေးလေးတဲ့မှာတဲ့ဟုတ်တယ်အိမ်သေးသေးလေးတဲ့မှာ ပစ္စည်းလေးတွေမှာအိမ်တိတ်တိတ်လေးတွေမှာအိမ်ကြီးအာခန်းခန်းနာနာကြီးအိမ်ကောင်းအိမ်ကြီးတွေမရှိဘူးလေဒါလည်းတိတယ်လေအကုန်လုံးတိတယ်လေဒါလည်းတိတယ်လန်ကွန်ဟုံနော်လန်ကမ် SK2 ဒါတွေလည်းဘိုးတော်မင်းတိကြတဲ့ခစ်တွေကဒါတွေကကဘာကျော် brand တွေကအတုရှိပါလေတုံးတဲ့လူတွေလည်းတုံးတယ်တွင်းတဲ့လူတွေလည်းတွင်းတယ်ရောင်းတဲ့လူတွေလည်းရောင်းတယ်ပလာဇာတွေတိမ်ကြီးစိတ်မင်္ဂလာစိတ်ဒါတွေကဝယ်တဲ့လူတွေဝယ်ပေါ့ကိုနဲ့ကို customer ကြားထဲမှာတော့ပစ္စည်းအတုမရောင်းခဲ့တဲ့အတွက်ပြဿနာလည်းမရှင်းရဘူး အာတုံးတဲ့သူတွေက customer တွေကကိုယ့်ထက်ပို့ပြီးတော့အုံအောင်ရှိတယ်ငတုံးတယောက်မှမပေါဘူးငတုံးတယောက်မှမပေါတောင်းရလိုက်မှာပေါ့ပစ္စည်းတူရောင်းရယ်ညီမလေးတို့ပြောရတဲ့ဇာတ်လေးတွေမှာနဲ့ရှင်းတော့မညီဘူးတဲ့ရှင်းတော့မညီဘူးဆိုရင်မနေ့ကပြောရတဲ့ဇာတ်လေးတွေမှာလေ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 ာနဲ့ဆိုတော့ video တွေကအပိုင်းပိုင်းဖွဲ့တင်အောင်ဆို video တွေ edit လုပ်လိုက်အဲ့ဒါဆိုအဆန်လိုက်ဖြစ်သွားလိမ့်မယ်ရှင်းတော့ညီသွားလိမ့်မယ်အဆန်လိုက်ဖြစ်သွားလိမ့်မယ်နော် ညီမလေးတို့ပဲပြောတယ်လေတဲ့ဒီပစ္စည်းကိုကြောင်ကြောင်ကစားတော့ငါတဲ့မနက်ပိုင်းလေးလိုက်နေတဲ့ညဘက်တင်းတိတ်တွေပြောက်သွားမယ်လို့တဲ့ဘယ်ဗီဒီယိုထဲမှာပြောခဲ့မိတာလဲညီမဘယ်ဗီဒီယိုထဲမှာအဲ့လိုကြောင်ကြောင်ခဲ့မိတာလဲမဘယ်ဗီဒီယိုထဲမှာပြောခဲ့မိတာလဲညီမပါဇက်ကပြောဖို့လားဒီပစ္စည်းလောက်ကိုဒီအယောင်လေးတွေနဲ့အဆက်အဆက်လေးတွေကိုပြောဖို့မပြောနဲ့ဒီအယောင်လေးတွေ၄၅မျိုးနဲ့အနီတွေအပြားတွေအဝါတွေဒါမျိုးတွေအဲ့လိုမျိုးတွေတင်းတိတ်တမလားအနီ၃အပြား၃အဝါ၃အဲ့လိုမျိုးမပြောနဲ့ကစတမနှိရှေလာများအတူရဲ့အတားရဲ့အလိုက် ်သူ skin tone alike ကိုမှမတူတဲ့ product တွေတော့မှပဲ match လုပ်ရတာအုံနောက်ချောက်တယ်ညီမတွင်းသားနဲ့ brand နေတော့ brand ပေါင်းစုံမျိုးစုံရောင်းနေတာမမှတ်မိနိုင်တော့ဘူးမမှတ်မိနိုင်တော့မျိုးစုံကိုမှရှီရတယ်ဟာတဖြစ်နေတယ်အတဖြစ်နေတယ်ညီမတို့လူတယောက်ကဒီလိုမျိုးမတူတဲ့ product တွေကိုတောင်မှပဲတစ်ခုနဲ့တစ်ခုပတ်ဝန်းကျင်တဲ့ ingredient တွေကို match လုပ်ပေးတဲ့လူတယောက်က skin care ကိုဝါသနာပါလို့လုပ်တာအမျက်အနေတာများတာကိုတက္ကနာထအောင်ဝါသနာပါလို့ကိုလုပ်တာဒီလုပ်ကိုဝါသနာ ညီမလေးတို့ညီမလေးတို့ပစ္စည်းကိုဒီဈေးနှုန်းနဲ့ရောင်းရဲ့တယ်နော်ဒီဈေးနှုန်းနဲ့လည်းဆိုအစ်စ်ပဲတုံးမှာပေါ့ဆိုသူများပစ္စည်းကိုအမထိုးချတာလေသူများပစ္စည်းကိုထိုးချတာငါပစ္စည်းသားတဲ့အစ်စ်ငါပစ္စည်းသားတဲ့အစ်စ်သူပစ္စည်းအောင်ဒီလိုပါဆိုပြီးတော့သူများပစ္စည်းကိုအမထိုးချပြီးတော့မှကိုဈေးနှုန်းကိုပေါ့အမဈေးနှုန်းအမပစ္စည်းတော့အမဈေးနှုန်းအမမဟုတ်ဘူးလားဒီဈေးနှုန်းနဲ့ဆိုရင်အစ်စ်ပဲတုံးမှာပေါ့ငါဟာပဲအဲတုံးမှာပေါ့ဒါဝယ်သူဆုံးဖြတ်သွားလိမ့်မယ်အမမဆုံးဖြတ်နဲ့ဝယ်သူဆုံးဖြတ်တော့ကိုပစ္စည်းကိုရောင်းနေစေကိုဈေးနှုန်းပဲ ကိုရောင်းတဲ့ဈေးလေးတော့ကိုဈေးလုံးပဲအမဆုံဖြတ်လို့မရဘူးတုံးဆွဲသူပါပဲဆုံဖြတ်သွားမှာကျဲတာပြစ်တာစစ်တာတူတာတူတာမတူတာဒါဒီအကုန်လုံးကဝယ်သုံးတဲ့သူကထမင်းရှင်ရဆုံဖြတ်ပေးသွားလိမ့်မယ်အချိန်တစ်ခုကြာရင် reset တိတာသွားလိမ့်မယ် reset ထွက်သွားလိမ့်မယ်ဒါပဲအမကဘာဖြစ်နေရလဲပေါ့နော်ညီမလည်းနားမလဲဘူးအဲ့ဒါကိုပဲအမလက်မခံနိုင်ဘူးဖြစ်နေတာပြီးတော့အကျွေးစနစ်နဲ့ညီမတို့ကတရားသွင်းတဲ့ skin care ကိုရောင်းနေ skin care ကိုတရားညီမပစ္စည်းကိုညီမတရားသွင်းမကလို့တစ်ဆယ်သွင်းမကလို့အလကားပဲပေးပေးကိပွေးပေးတယ်လက်ဆောင်လေးဒါပြောလို့မရဘူးလေး ဘယ်လိုပဲရောင်းရောင်းအမရောင်းနိုင်တဲ့ပုံစံနဲ့အမဘက်နေရောင်းလို့အမ customer အမရောင်းနိုင်တဲ့ပုံစံမျိုးနဲ့အမရောင်းလို့ညီမ customer ညီမရောင်းနိုင်တဲ့ပုံစံမျိုးနဲ့ညီမရောင်းတာလေ customer focus ကျမတူဘူးလေအမ customer focus ကငါ customer ဘောကြီးတွေလမ်းငင်းပေးဝယ်တာနင် customer နင် skin care ကိုတရားပေးအရစ်ချနဲ့ရောင်းတယ်အရစ်ချနဲ့တရားပေးမကလို့ဘယ်လောက်ပေးပဲ50ပေးပေးပဲဖြစ်ဖြစ်ဒါအမနဲ့မဆိုင်ဘူးလေညီမတို့ဒီမလေးရှားမှာ customer focus ကျမတူဘူးလေအခြေခံလူတန်းစားတွေ နော်အဆင်မပြေလို့အလုပ်လာလောက်ကြတာဒီစကင်ကောဘာလဲမတုံးရတော့ဘူးလားမတန်ဘူးလားလူဒန်းစားမရွေးအကုန်တုံးလို့ရအောင်တုံးနိုင်အောင်လို့အခြေခံလူဒန်းစားတွေတုံးနိုင်အောင်လို့30ကျင်လို့ကိုညီမဘာညီမကစတမာဖိုကတ်ကိုတိလို့ညီမရောင်းနိုင်တဲ့ပုံစံမျိုးနဲ့ရောင်းတာလေဒီအခြေခံလူဒန်းစားတွေဒီလူတွေပြည့်တဲ့ပတ်စံတွေကြောက်ခဲလာအချိန်နဲ့ပတ်စံပဲလေပတ်စံညင်တူတူပဲလေဘလို့ပဲဖြစ်ဖြစ်ညီမကစတမာထမင်းရှင်ဆိုညီမတတ်မှုထားတယ် အဲ့တော့ကိုရောင်းနိုင်တဲ့ပုံစံမျိုးနဲ့ပဲကိုရောင်းသူများရောင်းနေတဲ့ပုံစံမျိုးကိုလာပြီးတော့မပြောနဲ့မထိုးနှက်နဲ့အခုမမမပြောချင်ဘူးမပြောချင်ဘူးဆိုပြီးတော့အားလုံးစုံစမ်းတာဘယ်လိုရောင်းလဲဘယ်လိုပုံစံရောင်းနေရမှစပါတော့နော်အာဒီလိုမျိုးအဲ့လိုခေစီတွင်ချအသေးစိတ်လိုက်ပြောနေမယ်ဆိုရင်ဒီပွဲကတော့ပြီးမှာမဟုတ်ဘူးအဲ့တော့ဒီပွဲကဒီမှာနောက်ဆုံးပဲစက်တင်လိုက်တာအကောင်းဆုံးပဲလို့ညီမလေးကတော့ပြောချင်ပါတယ်ရှင်